ဒီငါတီတီလေးတွေကြတော့နမရောဒေတာမှာငတောင်စင်းလို့ခေါ်ပါတယ်ဒီလိုနှုတ်စင်းပြောငဆုံးလို့တာလက်ဝင်နေပေါ့နော်လက်ဝင်ပြီမဲ့ငါတီတီလေးကောင်းတရားသားဆိုတော့အားရှိတယ်စားလို့ကောင်းတယ်ဒီတိုင်းအကျော်လေးလဲစားလို့ကောင်းပါတယ်မြို့ဒီစင်းလေးနဲ့ချင်ဟင်းလေးနော်အရေးလေးဆန်းပြီးစားမယ်ဟုတ်ပြီနဲ့ အိုဆိုကလေးကိုရတယ်အလုံးမဲမီလာပါရှင့်ဒီနေ့တော့နားမူကနားမူရောစီရရတဲ့ငါးတေးသေးလေးပေါ့နော်အဲ့ငါးတွေထဲကငဒောင်စင်းတွေပေါ့နော်ငဒောင်စင်းလို့ခေါ်တဲ့ငါးတွေကိုအမကြီးကစင်းပြီးတော့ငဆောက်လောက်ကြီးတာကိုနားမူကဒီနေ့ထမင်းနဲ့ အာငပြင်းငယ်တိဖြောထားတဲ့ကစုံရက်ကိုခြိပူထိုးတာလေးနဲ့စားပြတ်မှာဖြစ်ပါတယ်။အရင်ဆုံးအမကြီးကအဲ့ဒီငါးလေးတွေကိုဘယ်လိုလုပ်ပြီးတော့အာငဆောက်လို့လဲဆိုတာကိုနမလို့နဲ့အတူတူလိုက်ကြည့်ကြမယ်နော်။ဒီငါးတိတိလေးတွေကြတော့နမလို့ဒေတာမှာငတောင်စင်းလို့ခေါ်ပါတယ်။ဘာကညောကလုံးမြတ်ထုတ်လို့တူရောကလုံးငတောင်ငတောင်စင်းဒါဟုတ်မလဲ။ကောင်းချွေကောင်းချွေကောင်းချွေပြီးတော့ဥထုတ်ပြီးတော့စကန်နဲ့တိချာစေပြီးတော့ရစ်စစေပြီးတော့အခု ်လွတ်လွတ်ဆင်းမယ်။ငါဆင်းပြီးတော့ငါဆုပ်။လွတ်လွတ်ဆင်းပြီးတော့ငါဆုပ်လွတ်ဆမ်းမယ်။လက်ဝင်နေနော်။ဒီလိုငါတီတီလေးတွေကိုနှုတ်နှုတ်ဆင်းပြီးတော့ငါဆုတ်လုတ်စားတယ်ဆိုတာကဟိုးအရင်တော့အမ်မီကိုဖက်လာပါတော့ အရင်အမိုးလှုပ်ကြည့်တယ်အခုကတော့အမကြီးအာငဆုပ်လှုပ်ကြည့်တာပါဒီလိုနှုတ်ဆင်းပြီးတော့ငဆုပ်လှုပ်တာလက်ဝင်နေပေါ့နော်လက်ဝင်ပြီမဲ့ငါတေးတေးလေးကောင်းတရားသားဆိုတော့အားရှိတယ်ဆက်လို့ကောင်းတယ်ဒါကိုအဘဲဥနှလုံးထည့်လိုက်တယ်ပေါ့နော်အပြီးတော့ပြန်ကုန်မုတ်ထဲ့တယ်ဆင်းနှင်းထဲ့တယ်ပြီးရင်အရတာထဲ့တယ်ပေါ့နော်ပြီးတော့နေမယ်နေတယ်ဆိုတာကအမကြီးကနတ်မတော်လှုပ်ကြည့်ရဆိုတော့နတ်မတော်မယုံဘူးပေါ့နော်လက်အိတ်လည်းမတုံးဘူးအာလက်ဆီးပြီးတော့ပဲသူလှုပ်ကြည့်ပါတယ် ဒါတေချာနေပြီးတော့သူပောက်တယ်ပြီးသွားရင်အာငရုတ်ဆောင်တဲ့ထက်ထောင်းမှာပေါ့နော်စီးသွားအောင်လို့ဒါ ው ကြတော့ငါလင်းငဆောက်ဟင်းလိုပဲခေါ်ရမှာပေါ့နော်ဘာလို့ဆိုရင်နတ်မတို့ငငယ်လေးတုန်းကအစားလာရတဲ့ငဆောက်ဟင်းဖြစ်တယ်လို့အမိုးတို့လည်းသူတို့ငငယ်လေးတုန်းကအစားလာခဲ့ရတာဆိုတော့လေဒါ ው ပြီးသွားရင်ငရုတ်ဆောင်နဲ့ထက်ပြီးတော့ထားလိုက်တာပို့ပြီးတော့စီးသွားအောင်လို့ပေါ့နော်ပြီးသွားရင်တော့အမိုက်ကထက်ကြော်လိုက်တယ် ထက်ကျော်ပြီးသွားရင်တော့ပြန်ချက်ကျွေးမှာပေါ့နော်ဒီတိုင်းအကျော်လေးလဲစားလို့ကောင်းပါတယ်ပြန်ချက်မှာဆိုတော့ဆနွေးရငရုတ်တီချက်တူနီထောင်းထားတော့စီတက်မယ်ပြီးသွားရင်တော့ဖျင်းကျင်ပြီးအနှစ်လေးထက်လိုက်မယ်နော်ဖျင်းကျင်ပြီးကိုအနှစ်ရအောင်လို့ရေထည့်ပြီးတော့အခင်းကျင်ပြီးကြည်သွားရဲဆိုရင်တော့ခုနကြော်ထိုင်ငဆုပ်လေးထည့်လိုက်မယ်အပြီးတော့ဒီတမသားအောင်အရောပြီးတော့ချက်လိုက်မယ်နော် ပြီးတိုင်းတော့မကြီးရည်လေးထက်လိုက်မယ်ခင်းချင်းဒီနဲ့မကြီးရည်လေးပါတယ်ဆိုတော့ချင်းချင်းလေးနဲ့ငဆုပ်ချင်းဟင်းလေးပေါ့နော်ဒါတော့ခါတိုင်းငဆုပ်ဟင်းကြီးချက်တယ်လို့ပဲအဲရည်လေးခမ်းတော့ပြီဆိုရင်တော့ဟင်းရတော့ကြက်ပြီပေါ့နော်တောင်ကြီးကိုတီးစင်းလေးအုပ်ပြီးတော့ငဆော့ဟင်းလေးတစ်ခွက်ရပါပြီ။ဒါတပါဝငားလေးတွေ။ဒါကောင်းတရားသားငားလေးတွေကနေပြီးတော့ဆင်းပြီးတော့ငဆော့လေးကိုခင်းချင်သေးရဲ့။ အာငရဲ့ဒီစိမ့်လေးနဲ့ချင်ဟင်းလေးနော်အရေးလေးဆန်းပြီးစားမယ်။ဒါတော့ငပိငရဲ့ဒီကိုပြပြလေးဖြော်ပေးထားတာအမကြီးကကစုံရက်ကိုစီပူထိုးထားလေးပေါ့နော်။ကစုံရက်နဲ့စီနှစ်ခုထဲပဲဘာမှမထည့်ဘူးစီပူထိုးထားလေတွတ်စရာအနည်းနဲ့စားမယ်နော်။ခင်ဗျားမလေးပိုက်ဆက်ဆန်းလေးစားတော့ပြီနော်။ငါဆုပ်လေးအရင်စားချင်တယ် thì dân sân nhập gia thế sang anh nhìn đi một bì nè giờ bì đòn nghề xa lạnh thì lo hết nè nè người bì nghe tin nè thằng mi nè thà là liều sai chuyện gì anh nữa chào bạn nó အရင်ဆက်ကောင်းတယ်ငမရာကစုံရကိုကြော်ဆားလိုက်ချင်းချက်ဆားလိုက်ဒီလိုစီဘူးထိုးပြီးတော့တို့စရာနေနဲ့ဆားလိုက်အရင်ဆက်လို့ကောင်းတယ်ဆက်ကြပါဦးနော် လက်မွေမွေးရသည်ကိုချစ်တယ်။မွေးရသည်ကအသီးအရွယ်လဲပေါ်တယ်။အတန်းငါလဲပေါ်တယ်။ငါတိတိလေးဆိုနတ်မွေပို့ပြီးစားကောင်းတယ်။ဒီလိုငါတိတိကိုနော်နော်စင်ပြီးငါဆောက်လုပ်တတ်ကြနတ်မွေလက်ဝင်နေပြီးရင်လည်းမလုတ်တတ်ဘူး။ငယ်တုန်းကလေးကအမိုးလုတ်ကြည့်တာအခုကအမကြီးရှိတော့အမကြီးလုတ်ကြည့်တယ်။အမိုးကကြာအသက်ကြီးနေတယ်။ xa lựa giang cần ဘောနော်အထက်မှာဒီလိုလေးနတ်မူလေးတခုတော့စိုးရင်နဲ့နတ်မူကိုယ်တန်းလည်းဒါကိုအခုထိမလောက်တက်သေးဘူးပေါ့နော်အာလောက်တာတော့တွေ့ဖူးတယ်လောက်ကြည့်ချင်လောက်ကြည့်ရင်တော့လောက်လို့လောက်တက်လောက်တဲ့အတိုင်းပဲလက်ဝင်နေဆိုတော့တချိန်ကျရင်နတ်မူတော့ဒီလိုတော့ရတယ်လေရိုးရအစားတောက်တွေကိုပျောက်သွားမှနတ်မူစိုးတယ် kind of सौंदर्य सामना ခဏမို့စကားကောင်းနဲ့ထမင်းလေးနဲ့ပဲကြံနေဆိုတော့အစ်ဆစ်ဆက်စားမယ်နော်အခုနမ်မူစားပြငါလင်းငဆုပ်ကိုငါတေးသေးလေးဒီလိုရရင်လှောက်စားကြည့်နော်အရင်စားကောင်းနဲ့ဟိုးရင်ကလေးကမိရောဖလာငဆုပ်ဟင်းလေးပါနော်ဒါဆိုရင်နမ်မူရဲ့ဗီဒီယိုလေးကိုဒီလောက်ပဲရိုက်လိုက်ပါမယ်ဗီဒီယိုလေးကိုအဆုံးတိကျပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးတွေကြရင်လည်းထပ်တိကျမယ်နော်တတား